30ရက်6လ2012ရက်နေ့မှာသူတို့ကြားမှာဆေးရဥတျောက်တက်ကနေအလုံးဝင်မှုဆိုပြီးတော့ဒီမျိုးဥဥမင်းတီလာနဲ့တွေ့ဆုံမျိုးကိုသူတို့ခေါ်ရတယ်။ညနေ9နာရီပိုအချိန်တော့ပေါ့။အဲဒါတရက်နေ့ကနေပြီးတော့စပြီးသူတို့အလုံးဝင်တရက်နေ့ကနေပြီးတော့3ရက်နေ့အထိကိုအဲဇလုံးနေဟင်္သာနေကိုအသွားအပြန်အသွားအပြန်နေခဲ့ပေါ့။4ရက်နေ့ကျမှနေစရာအိမ်ရောက်လို့ဆိုပြီးတော့4ရက်နေ့ကျမှအိမ်ကိုအဲ ရှာငါဟာလို့ရတဲ့အိမ်ကိုတွားနေခဲ့။အဲတကယ်ရောက်လို့မကြခင်ပါပဲ။ဥမင်းတလာရောက်လာပြီလေပြီးတော့တမိတငယ်ချင်းမင်းစင်တော့ကိုခင်းတော့တော့ပြီးကြောက်တယ်ဘူးဆိုပြီးတော့လွတ်လိုက်လိုက်ရတမျိုးလောက်သားကိုဆိုခေါ်သွားခေါ်သားပြီးနန်းတဝက်ရောက်ခမှာပြီးတော့ဟင်းတရနေပြီးတော့ဘာမှမစားသေးလို့ဆိုပြီးတော့လိုက်စားလို့တခုသွားစားမယ်ဆိုပြီးတော့ခေါ်သွားခေါ်သွားပြီးအဲ့နန်းတဝက်ရောက်ခမှာတည်တာဟိုရောက်လို့ရောက်တော့ညနေပြီးတော့အဲ့ဆိုင်ရဲ့အောက်ထပ်မှာထိုင်းနေတယ်ထိုင်းနေပြီးတော့သူကနေပြီးတော့ ိုင်းနေတဲ့အချိန်မှာသူကနေပြီးနောက်ခွေကိုခဏဝင်းသွား။ခဏကြီးပြန်ထွက်လာအချိန်မှာလည်းပြောမျိုးအဘောထက်ကိုတွားစားအောင်နဲ့သူကအေးဆေးစားအောင်ဆိုပြီးအဘောထက်ကိုခေါ်သွား။ဘောထက်ခေါ်သွားပြီးရောက်လို့အမကြာနေမှာပဲသူကနေဆိုတော့အဲတမျိုးအဲအဲတမ်းရပြင်အဒီမီအဲတော့မှပြူးကျင်တယ်။တမျိုးကအားရင်းရလည်းမမြ။တမျိုးလည်းမမြ။သူပြူးကျင်တာမျိုးခံလိုက်ရ။အဲကနေပြန်လာပြီးလို့ပြီးတော့သူကနောက်တစ်ချိန်တမျိုးထပ်ပြီးခေါ်သွားတယ်။ခေါ်သွားပြီးဟိုရောက်လျောက်တော့အဲ့ဒီနေရာလေးရောက်လျောက်တော့ အနေပြီးတဲခုကန်တဲခုကန်အဲ့လူပေါ့နော်အဲ့လူကိုပတ်စံ၃လောင်ပေးလိုက်ပါတယ်ဆိုလို့ဆိုအဲ့လိုဒါတော့မကောင်းတဲ့နေရာပဲဆိုတော့အဲ့သူ့အကျန်းဆိုတာမကောင်းဘူးဆိုပြီးရင်းနေပြီးတော့အဲ့ထဲမသွားပဲနဲ့အပြင်ပြန်ထွက်သွားအပြင်ပြန်ထွက်သွားပြီးလို့ကအဲ့မှာအပြင်မှာတွေ့တဲ့ဆိုင်ကယ်ကလေးဒီမကောင်းလေးပေါ့နော်သူမတီးဘူးအဲ့ကောင်လေးကိုအိမ်ရဖုန်းနံပါတ်ကိုပေးပြီးတော့အိမ်ကိုလာခေါ်ပေးဖို့ဆက်သွယ်ပေးဖို့ဆိုပြီးတော့သူ့ကိုပြောလိုက်ပြောလိုက်ပြီးပြီးအိမ်ကိုပြန်ရောက်သွားအိမ်ပြန်ရောက်သွားပြီးတော့အဲ့ဦးမင်းတီလာပြီးတော့ အဲ့အိမ်ရောက်မှာအိမ်မတမင်းလူတွေပေါ့နော်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ပြီးအဆက်အသွယ်ရမရရမှာဆိုလို့ဆိုတော့အနီးကဆောင်းကြည့်ပြီးတော့အဲ့တာဝန်ကြီးရလူတွေနဲ့တာဝန်ကြီးရလူတွေနဲ့အဆက်အသွယ်မရတော့နေပြီးတော့ဆောင်းကြည့်နေရဲ့ညရရောက်မှာတပည့်တငယ်ချင်းကပြန်လာပြန်လာကမှသူတငယ်ချင်းကိုညအိမ်ရောက်ကမှသူပြောပြခဲ့နောက်နေ့မှာမိဘကြီးရောက်လာပြီးလဲပြီးတော့မိဘကြီးကိုပြောပြခဲ့ဆိုတော့6ရက်နေမှာဇလုံးရဲစခန်းမှာအမှုဖွင့်တိုင်းရခဲ့ အညာကတင်းလို့အနေပြီးဟင်းသရခင်ရတရားတိကြီးယုံမှာအဲ28ရက်နေ့ခုနလပိုင်း28ရက်နေ့မှာတင်းလို့စပြီးတော့မှုစစ်စေးရဲ့မှုစစ်ရဲ့အဲ3ရက်နေ့3ရက်တလ2000နေမှာပါအဲအဲဟင်းသရမျိုးနဲ့ဖခင်တရားတိကြီးကိုဥအောင်ကြီးတင်ရနေပြီးတော့အဲဥမင်းဒီလာကိုအမှုနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့လှုပ်ပေးလိုက်ပြီးလှုပ်ပြလိုက်အာတင်းလို့မကြည်နိုင်ဘူးအဲအဲကြောင့်လို့အဲ့လိုမျိုးလူမျိုးတွေများများကြီးလို့ချင်း ဒီတိုင်းပြည်အဲလိုမျိုးပြိုကွဲမှာအဲလိုအဲလိုမျိုးလူမျိုးတွေကိုမရှိအောင်ဖျောက်ပြဲသွားအောင်ဆောင်ရွက်ပေးပါလို့တမန်တော်ကြီးနဲ့အဲတက်ဆိုင်ရာတောင်းရှိရလူတွေကိုဒီညကနေပြောကြားခြင်းပါ